ပဲပေါ့နော်2025မေလနောက်ဆုံးအပတ်တပတ်တာအတွက်ဖြစ်ပြလာနိုင်တဲ့ကမ္ဘာရွှေစီးနေတာကိုကျွန်တော်တုံးသက်ပြောကြပြတာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့မေလကျွန်တော်တို့25ရက်နေ့ပေါ့နော်ကျွန်တော်တို့အာထိုင်းစံတော်ချိန်ဆိုမနက်9:40အာဗမာစံတော်ချိန်ဆို9:30မိနစ်လောက်ရှိပေါ့နော်အဲ့ပတ်သက်ကမှာပြီးခဲ့တဲ့ဘက်ကအတအားပြခဲ့တဲ့ကမ္ဘာရွှေစီးကဒီတစ်ပတ်မှာတောက်လျှောက်ကျွန်တော်စမ်းချိန်တင်အမြင့်ဆုံးစင်းတရှိအထိအမြင့်ဆုံးစင်းဖြစ်တဲ့3900နာတက်သွားမလား ါမှမဟုတ်အားလုံးမျှော်မှန်းထားတဲ့စန့်ကျင်ဘက်အကြဘက်သွားမလားဆိုတာကိုကျွန်တော်သုံးသပ်လို့ရအောင်လို့ကဘာရွှေရဲ့စီအတက်ကြချက်လေးကိုကျွန်တော်သွားကြည့်တာပေါ့နော်အားပြကမှာဒါတော့ကဘာရွှေစီရဲ့အဲစီအတက်ကြနေထားကိုကန်တဲ့အတုံးတုံးကိုတည့်ရတာအနေထားနဲ့ကြည့်နေခြင်းဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်တုန်းကဆိုရင်ကျွန်တော်တနင်္လာအင်္ဂါဗုဒ္ဓဘူးတောက်ကြလေးရက်အတက်ပြခဲ့တယ်ကျွန်တော်ပြင်းတည့်ရပဲအကြပပပြန်ပြခဲ့တယ်ခဗျအဲ့ဒါဖြစ်တဲ့ခါမှာကျွန်တော်တို့ ပြီးခဲ့တဲ့တပတ်တာလုံးအနေထားရကျွန်တော်တို့ဈေးအတက်အားတာခဲ့လို့ပြောလို့ရပါတယ်ကျွန်တော်တို့ပြီးရင်ကျွန်တော်တို့ကတပတ်တာအမြင့်ဆုံးဈေးနေနဲ့ကျွန်တော်တို့3 365ဒီတက်ခဲ့တယ်အနိုင်ဆုံးနေဈေးနေနဲ့ကြာတော့ကျွန်တော်3202ဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တပတ်လုံးအတိုင်းတာရအမြင့်ဈေးနဲ့အနိုင်ဈေးကြာမှာကျွန်တော်တို့အာပစ်တရာ60.160လောက်ဟာတဲ့အနေထားပစ်တာပစ်တဲ့ခါမှာကျွန်တော်တို့ပြီးခဲ့အပတ်ကတော့ဝဲလူအားကြီးတော်တော်အားကောင်းခဲ့လို့ပြောလို့ရရပေါ့နော်ပြီးတော့တပတ်တာပိတ်ဈေးက 335ခွန်မှာဈေးပိတ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်335ခွန်ကကျွန်တော်လက်ရှိအချိန်တိကဘာရွှေရဲ့တပတ်တာအပိတ်ဈေးတွေတန်းမှာအမြင့်ဆုံးစံချိန်တင်အပိတ်ဈေးဖြစ်ပါတယ်တမိုင်းလက်လျှောက်လက်ရှိအချိန်တိပေါ့နော်အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီလိုပိတ်သွားတဲ့အနေထားမှာလာမယ့်ဘက်မှာရိုးရှင်းစဉ်းစားကြည့်မယ်ဆိုရင်ပြင်တော့ကျွန်တော်ဈေးအတက်အားစက်ကောင်းနိုင်ခြင်းရှိပါတယ်ဘာလို့လဲမင်းဆိုရှင်းပါလိုက်ကျွန်တော်တမိုင်းလက်လျှောက်အမြင့်ဆုံးစံချိန်တင်အပိတ်ဈေးပိတ်သွားတယ်ဟုတ်ပြီအဲ့ဒီနေရာမှာတစ်ခုရှိတာပေါ့နော်ကျွန်တော်တို့ကဘာရွှေဈေးကတစ်ခါလေကျွန်တော်သုံးသက်သက်လောက်မရိုးရှင်းဘူးဗျာ ။အာကျွန်တော်ကတက်မယ်။ဟုတ်ပြီတက်မယ်ဆိုပြီးတော့ကျွန်တော်တို့ဟိုဝယ်မယ်ဆိုပြီးတော့ကျွန်တော်ရောက်တဲ့ဈေးတန်းနေကောက်ဝယ်လိုက်တယ်။အဲ့ချိန်မှာကဘာချွေစီကကျွန်တော်ခါတီဘာဖြစ်တယ်လဲမြင်မယ်ဆိုသူက retreat ယူတယ်။ retreat ယူရဆိုတော့တောက်လျှောက်တက်ခဲ့တဲ့အတက်ကိုသူကပြန်ကြတယ်။အဲ့ဒီပြန်အကြမှာကျွန်တော်တို့ကပြန်အကြအောင်မစော်ဘဲနဲ့ရောက်တဲ့ဈေးကနေကောက်ဝယ်တဲ့ခါမှာဒီမှာပြန်ဆင်းတဲ့ခါမှာကျွန်တော်တို့က risk တွေအများကြီးဖြစ်ကုန်တယ်။ တခါတည်းကြောက်လေအောင်ကျွန်တော်ကပြန်အကြမှာဝယ်မယ်ဆိုပြီးတော့တော်တော်များများကစောင့်နေကြတဲ့နေသားမှာဈေးရမကြဘဲနဲ့ဥမာဗျာကျွန်တော်အေပလပထမပတ်တော်ကလို့တောက်လျှောက်တော့ကျဟိုးပေါ်ဒီတက်သွားတယ်။အဲ့အပတ်ကမှာကျွန်တော်တို့ကဖြစ်လာနိုင်ချေအလားလာလေးကိုသုံးတက်ကြည့်မယ်ဆိုလာမယ့်အပတ်ထဲမှာမတက်နိုင်ဘူးလားတက်နိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ဖြစ်လာနိုင်ချေအလားလာနှမျိုးရှိတယ်ပေါ့နော်။ဟုတ်ပြီအဲ့အပတ်ကမှာကျွန်တော်တို့လာမယ့်တပတ်တာဆိုတဲ့အခါမှာတပတ်တာမှာ9ရက်ရှိအောင်မလို့ကျွန်တော်တို့တပတ်တာလုံးခြုံငုံသုံးတက်မှာဖြစ်ပါလေ။ကျွန်တော်ပုံမှန်သုံးတက်ပြနေတဲ့လိုမျိုးကျွန်တော်တို့တရက်တာ ချင်းကျွန်တော်ကချုံငုံတုံးတက်မှာမဟုတ်တာဖြစ်တာဖြစ်တဲ့ခါမှာကျွန်တော်တပတ်တာလို့အနေထားရရတဲ့ပတ်အစရက်တင်းနာနဲ့အင်ကာနေဒီမှာကပ္ပရွှေဈေးရဒီဈေးတန်းစုံပေါ့နော်3430တို့ပြီးရင်ကျွန်တော်တို့နည်းနည်းလေးကျွန်တော်စုံတစ်ခု3460အဲ့ဈေးတန်းစုံကြာတက်ခဲ့မယ်ဆိုရင် အဲ့ဈေးနှံဆောင်တီးတက်ပြီးရင်အဲ့ဈေးနှံဆောင်ကလည်းရေတိုးပြန်ကန်အကြကြုံနိုင်ပါတယ်အဲ့ရေတိုးပြန်ကန်ကြမှာပဲထိဈေးပြန်ကျနိုင်လဲလို့မြင်မဲ့ဆိုရင်ကျွန်တော်တို့ဒီဈေးနှံဆောင်လောက်ထိပေါ့နော်ကျွန်တော်တို့အဲ3300ဒါမှမဟုတ်လည်းကျွန်တော်တို့3980လောက်ထိကျွန်တော်ဈေးပြန်ကန်ကျနိုင်ပါတယ် အဖက်ကမှာတနင်္လာအင်္ဂါမှာပြဇီးရတောက်လျှောက်အတက်အားကောင်းသွားပြီးတော့3430နဲ့3460ကြားဈေးနှုန်းကိုရောက်သွားမယ်ရောက်သွားပြီးတော့အဈေးနှုန်းမှာအတက်အားတန့်ပြီးတော့မနော်3460အထက်မဖောက်နိုင်မဖောက်နိုင်ဘူးဆိုရင်တော့ကဘာရွှေစီအဈေးထဲမှာကျွန်တော်တို့ဝယ်လူအားတွေဝင်လာပြီးတော့ supply တွေဝင်လာပြီးတော့ကျွန်တော်တို့တောက်လျှောက်ပြန်ကျသွားနိုင်မယ်တောက်လျှောက်ပြန်ကျသွားနိုင်ဆိုတော့ဘယ်လိုမျိုးဟိုးအောက်တီထိုးကြမှာမဟုတ်ဘူးเนาะကျွန်တော်တို့အာစတက်ခဲ့တယ်မနော်အခု ပြီးခဲ့တဲ့အပတ်တုန်းကစတက်ခဲ့တဲ့ဈေးနှုန်းဖြစ်တဲ့380ဈေးနှုန်းအထိပြန်သွားနိုင်ခြင်းရှိပါတယ်။အဲ့ဒါဖြစ်တဲ့အခါမှာလာမယ့်အပတ်ထဲမှာတနင်္လာအင်္ဂါမှာတောက်လျှောက်ဈေးတက်ခဲ့တယ်ဆိုရင်ဒီ330နဲ့360ကြားဈေးတက်ခဲ့တယ်ဆိုရင်ကျွန်တော်ဤပညာပိုင်းရအတိပုကျက်ဆောင်ပါဤပညာပိုင်းအတိပုကျက်ရဒီဆုံးမှာအတက်အားတန့်သွားပြီးတော့ကြမဲ့အလားလား confirm ဖြစ်ပြီဆိုတာနဲ့အတိပြုတ်ပြီးပြီဆိုတာနဲ့ဒီဈေးနှုန်းဆုံးမှာကျွန်တော်တပတ်လုံးအတိုင်းတာရမစ်တန်းရောင်းလို့ရပါတယ် 3.30နဲ့3.60ကြာမှာအရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်3.60အထက်လောက်ပဲအမြတ်ပိုင်းဈေးတန်းကတော့ကိုကဒီကျွန်တော်မှန်းထားတဲ့3.80ထိလည်းယူလို့ရတယ်ဒါမှမဟုတ်ကိုက risk ပိုနေခြင်းနဲ့ပိုသေးကြခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့3.30လို့ပေါ့ဒီပဲအမြတ်ပိုင်းပေါ့နော်အဲ့လောက်လောက်မှာအမြတ်ပိုင်းဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ဈေးတက်သွားတနင်္လာအင်္ဂါမှာဈေးတက်သွားရင်နေထားနဲ့ပတ်သက်ပြီးကျွန်တော်တုံးသက်ထားခြင်းဖြစ်ပါတယ်ဟုတ်ပြီတကယ်လို့ပေါ့နော်တနင်္လာအင်္ဂါမှာဈေးရမတက်ဖက်နဲ့ပြန်ကြခဲ့ရင်ရော ပြန်ကြားကြရင်တော့ဒီကျွန်တော်တို့3နှစ်80နာဈေးတန်းဝင်ခြင်းကကျွန်တော်တို့အတွက်ဈေးအကျအဓိကအဟန္တာဈေးတန်းကျွန်တော်တို့ market ခေါ်ရာ stock support ဖြစ်နေပါတယ်။အဲ့ဘက်က3နှစ်80နာဈေးတန်းရောက်ပြီဆိုရင်ဒီဈေးတန်းအောက်မှာဖောက်မဖောက်စောင့်ကြည့်ပါမဖောက်နိုင်ဘူးဆိုရင်ဒီ3နှစ်80နဲ့ကျွန်တော်ဒီမှာလဲဈေးတန်းစုံတစ်ခုဆွဲလိုက်မယ်။3နှစ်80နဲ့3နှစ်60ကြာဈေးတန်းစုံလေးမှာကဘာရွှေကိုနိပညာပိုင်းရအတိပုကျစောင့်ပြီးတော့မေတ္တံပြောင်းဝယ်လို့ရပါတယ်။ တတိယပဲတတိကြပြောပါလုံးပြောမယ်ဆိုတော့3.60ဈေးနှံအောက်မှာကဘာရွှေဈေးအချိန်တရက်လာမယ့်ပတ်တွင်ပေါ့နော်အချိန်တရက်အတိုင်းတာအပိတ်ဈေးကျွန်တော် market ခေါ်ရ day 1 candle နဲ့မပိတ်မချင်းဒီ3.80နဲ့3.60ကြားဈေးနှံဆုံးမှာဤပညာပိုင်းရအတိပုကျဆောင်ပြီးတော့မြစ်တမ်းပြန်ဝယ်လို့ရပါတယ်အမြတ်ပိုင်းဈေးနှံကတော့ကျွန်တော်တို့ 3400လို့3430လို့ထောက်လောက်ထိယူလို့ရတယ်အရှုံးပိုင်းဈေးနှုန်းကတော့ကျွန်တော်3060ဈေးနှုန်းအောက်လောက်မှာပေးပါခင်ဗျဒီ3060နဲ့3080ကြားဈေးနှုန်းဇုံကလာမယ့်ပတ်တွင်းမှာဒမန်းဇုံပေါ့နော်ဝယ်လိုအားတွေပြန်ဝင်လာနိုင်တဲ့ဈေးနှုန်းဇုံနေနဲ့တည်ရှိနေပါတယ်ဟုတ်ပြီအဲ့ဘက်ကမှကျွန်တော်အခုမှန်းထားတဲ့ဖြစ်လာနိုင်ခြေအလားအလာနှစ်ခုတည်းကမဟုတ်ဖဲနဲ့ဥမာ3060အထက်မှာကဘာရွှေဈေးပေါ့နော်တရက်တာအပိတ်ဈေးနဲ့ဖောက်တက်ပြီးဈေးပိတ်သွားရင်ရောအဲ့လိုဈေးပိတ်သွားရင်တော့လိုက်တာဝယ်တော့ဗျ ကျွန်တော်ဈေးအသက်စံချိန်တက်တောင်ထက်တင်နိုင်တယ်တရက်တာပိတ်စေအဲ့ဒီ360ထက်ပိတ်သွားရင်ပေါ့နော်ဒီမှာ3500အထက်ဒီပါရီတော့မြင်ရနိုင်တယ်စံချိန်ပတ်နေတဲ့ဒီ360ဈေးနှန်းအောက်မှာကဘာရွှေဈေးအချိန်တရက်တိုင်းတာပိတ်စေကျွန်တော် market ခေါ်ရဒေးဝန်ကန်နေတဲ့360ဈေးနှန်းအောက်မှာပိတ်သွားရင်ရောအဲ့ဆိုရင်တော့ဈေးနည်းနည်းပြန်တက်တိုင်းလိုက်တာရောင်းတော့ကျွန်တော်ဘယ်ထိကျနိုင်လဲလို့မြင်မှာဆိုရင်အဲ့ဒီ360အောက်ပိတ်သွားရင်380လောက်ဒီကျွန်တော်အနည်းဆုံးမြင်ရနိုင်နေပြီ အဲ့လိုပဲတဲ့ခါမှာလာမက်ဘက်ကဘာရွှေစီအတွာလာအောင်ကျွန်တော်ဖြစ်လာနိုင်ချင်းနှစ်မျိုးမှန်းထားတယ်တင်းလာအင်ကာမှာ3430နဲ့3460ကြာရောက်ခဲ့တယ်ဆိုရင်ဤပညာပိုင်းအတိပုချက်ဆောင်ပြီးမတန်ရောင်မယ်မဟုတ်ဘဲနဲ့တင်းလာအင်ကာမှာကျွန်တော်တို့3260နဲ့3280ကြာဈေးကျခဲ့မယ်ဆိုရင်ဤပညာပိုင်းအတိပုချက်ဆောင်ပြီးတော့မတန်ဝယ်တကယ်လို့တနင်္လာအင်ကာမှာဈေးရတက်လက်မတက်ကြားလက်မကြားပဲငိမ့်နေရောငိမ့်နေတော့ကျွန်တော်တို့အဲကျွန်တော်လာမယ့်အပတ်ထဲမှာကျွန်တော် ုံးမဲ့တပတ်တာတရက်တာတုံးတဲ့ချက်ပေါ့နော်တရက်တာတုံးတဲ့ချက်ဗီဒီယိုတွေမှာကျွန်တော်ဈေးကွက်အနေထားနဲ့ပတ်သက်ပြီးတော့ကျွန်တော် update တော့တုံးသက်ပေးမယ်ပေါ့နော်အဲ့ဒါဖက်ကကျွန်တော်မှန်းထားတော့ဒီဈေးတန်းစုံနှစ်ခုတင်းနာအင်ကာမှာဘယ်ဈေးတန်းစုံကိုရောက်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့လာမဲ့တပတ်တာကကျွန်တော်တို့မေးလိုက်ရဲ့နောက်ဆုံးအပတ်ဖြစ်တာဖြစ်တဲ့ခါမှာတောက်ကြနေဟာတလတာဈေးပိတ်မယ်နေ့ဖြစ်ပါတယ်တောက်ကြနေကိုတတိထားပါခင်ဗျတောက်ကြနေမှာကျွန်တော်ဈေး ကျွန်တော်မန်သာနဲ့စန့်ကျင်ဘက်တီဖြစ်လာနိုင်ပါတယ်ဈေးဆွဲတင်ဆွဲချတွေအရန်ကျန်းနိုင်ပါအဲ့ရလေးကိုတတိထားဖို့လိုအပ်ပါတယ်ပြီးတော့အဲ့တောက်ကြနေပေါ့နော်တလတာပိတ်စီဘေပေါ်ပိတ်ခတ်ရင်ကပားရွှေစီစန့်ကျင်တင်ဈေးဆက်တက်အောင်မလဲလို့မိမဆိုရင်ကျွန်တော်တို့အဲ့ကျွန်တော်တို့တလတာပိတ်စီဒါကျွန်တော်တို့3360အထက်မှာဈေးပိတ်ခတ်ရင်တော့ကပားရွှေစီနောက်လာတယ်မှာစန့်ကျင်တင်အမြင့်ဆုံးစန့်ကျင်တစ်ကိုကျွန်တော်မြင်ရပါလိမ့်မယ် ဈေးအသက်စံချင်းတင်ပေါ့အမြင့်ဆုံးစံချင်းတင်များပါနဲ့စံချင်ပန်းနေနဲ့ကျွန်တော်တို့အာ3နှစ်ရှော့80အောက်ပေါ့နော်ဖြစ်လာနိုင်ဂျီတော့လက်ရှိအနေထားရနဲနေပြီမဲ့လဲပြောလို့တော့မရဘူးမနော်ကပတ်ရွှေစုကမှဘာမှမဆိုပြနေတယ်3နှစ်80အောက်မှာကပတ်ရွှေစီတလတာအစည်းပိတ်သွားခဲ့ရင်လာမဲတောက်ကြနေမှာပိတ်သွားခဲ့ရင်တော့နောက်လာတဲ့မှာဒီဘာသူတတင်းကဘာပဲထွက်ပါစေပြကျွန်တော်နီးပညာပိုင်ရန်ပြောရမယ်ဆိုရင်အကြပြန်မှန်းလို့ရပါတယ်ဟုတ်ကဲ့ ဒါလေးကကျွန်တော်ဤပညာပိုင်းအသုံးသချက်ဖြစ်ပါတယ်။အာကျွန်တော်တို့တခုရှိတာကဗနော်ဒီလက်ရှိအချိန်ဒီတလတာဗောလုံးကကျွန်တော်တို့တလတာဗောလုံးတလတာအယောင်းဝယ်ဖြစ်မှုပမာဏပြီးခဲ့တဲ့ April လကထဲနဲနေတာကိုတွေ့ရတယ်။ပြောချင်တာဒီလထဲမှာကပတ်ရွှေဗောလုံးကတိတ်အားမကောင်းဘူးလို့ပြောလို့ရတယ်။ဒီမှာ April လတော့ဆိုတော်တော်လေးအားကောင်းခဲ့။အဲ့ဒါဖက်တက်ကမှာဒီနေသားတော့လည်းနေလေးတတိထားမှာဖြစ်ပါတယ်။အေဗောလုံးအားမကောင်းတဲ့နေသားကကျွန်တော်တပတ်ပဲကြံတော့လေအဲ့ဒီတပတ်အတွင်းမှာကျွန်တော်တို့ ဖုန်းလုံးနဲ့စောင့်ဝင်လာပြီးတော့ဈေးအတက်ကျကျန်းသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။အဲဘက်ကမှလာမယ့်ပတ်သက်မှာကဘာချွေဈေးကိုအယောင်းဝယ်လုံးမဲ့ဆိုရင်ဖြင့်ကိုယ်အယောင်းဝယ်လုံးမဲ့ပမာဏကိုသတိထားပါ။ပြီး risk management တိတ်ချလုပ်ထားပါ။ကျွန်တော်တို့တခါလေကိုကဈေးကွက်နဲ့ကိုနဲ့ခီးမကိုက်ဘူးဆိုရင် နားတင်နားပစ်လိုက်ပါ။ဘာလို့လဲမဲ့ဆိုကျွန်တော်ကဘာချွေဈေးကွက်က now ကျွန်တော်တတ်တက်လုံးအချိန်နေရှိပါသေးတယ်။ကိုနဲ့ခီးမကိုက်တဲ့အချိန်မှာဆိုကိုနားပစ်လိုက်တာအကောင်းဆုံးမဖြစ်ပါလေ။ဟုတ်ပြီ။ဒါလေးအောင်ကျွန်တော်နီးပညာပိုင်းအသုံးသက်ချက်ပါနော်။သတင်းပိုင်းကိုကျွန်တော်တို့ကြည့်အောင် သတင်းပိုင်းကတင်းနာနေရဈေးကွက်ပိတ်တယ်ထူးခြားတာကဒီနေ့ညကျွန်တော်တို့အာဗမာစံတော်ချင်းတနာယီခွဲလောက်ပြောမှာပေါ့နော်ဗမာစံတော်ချင်းကျွန်တော်တို့တင်းငွေနေနေဆိုများတော့အဖြစ်ပိုးဝဲကစကားပြောနေမရှိဘူးဗျဒါပေမဲ့ဒီနေ့မှာထူးခြားခြားအမေရိကန်ပိုးပန်းဩဂရပိုးဝဲကကျွန်တော်ဗမာစံတော်ချင်းတနာယီခွဲလောက်မှာစကားပြောဖို့ရှိတယ်ဒါတတိထားမှာပါဘာလို့ဆိုတော့တင်းနာနေဈေးကွက်ဖွင့်တဲ့ချိန်မှာကျွန်တော်တို့မထင်မှတ်ထားတဲ့ဈေးအလောက်ခတ်တဲ့ ျွန်တော်တောက်ကြနေကတပတ်တာအပိတ်စည်းနဲ့ဒီတနင်းမနက်ဖြန်တနင်္လာနေ့မနက်ဖွင့်မဲ့တပတ်တာအပွင့်စည်းကြမှာဈေးကွာဟာချက်ကျွန်တော်တို့ market ခေါ်ရ gap တွေဖြစ်သွားတာမျိုးတွေဖြစ်နိုင်ပါတယ်အဲ့ရကိုကျွန်တော်တို့အထူးတတိထားဖို့လိုအပ်ပါတယ်ခင်ဗျာဒီညပိုးဝဲဘာတွေပြောမလဲပေါ့နော်တနင်္ဂနွေနေ့ကြီးမှာကျွန်တော်တို့အမေရိကန်ပုံမှန်ဥက္ကဋ္ဌမပြောတာတော်တော်ကြပြီကျွန်တော် trend လောက်ပဲပြောတာပေါ့တနင်္ဂနွေနေ့အဲ့လိုအာကျွန်တော်ညဘက်ကြီးမှာ trend လောက်ပဲပြောတဲ့အနေထားမှာအခုကပိုးဝဲထပြောတယ်ဆိုတော့ဒါမနက်ဖြန်မနက်ကဘာရွှေစည်းကွက်အတွက် အထူးတတိထားမယ်နေထားမှုဖြစ်ပါတယ်ပြီးတော့မနက်ဖြန်တရက်လုံးကအမေရိကန်ဈေးကွက်ပိတ်ပါပြီးရင်ကျွန်တော်တို့အင်ကာနေပေါ့အင်ကာနေမှာဆိုရင်ကျွန်တော်တို့ကအဲကျွန်တော်တို့ဗမာစံတော်ချင်းကြောင့်ည9နာရီမှာဂျူရီဘက်ကုအော်ဒါ MOM A Brethren ထီတဲ့အဒီတာကအညံ့မှန်းထားတယ်ပြီးရင်ကျွန်တော်တို့8နာရီခွဲမှာအမေရိကန်နိုင်ငံရဲ့စာတုံးသူတွေယုံကြည်မှုအညွန်ကိန်းပေါ့နော်ယုံကြည်မှုယုံကြည်စိတ်ချမှုအညွန်ကိန်း consumer confidence data ထွက်ဖို့ရှိတယ်ပြီးရင်ကျွန်တော်တို့ ဘော်ဒါပူးနေတတိထားပါဘော်ဒါပူးနေမှာဘော်ဒါပူးနေညမှာကျွန်တော်တို့အမေရိကန်ဘိုဘန်အစည်းအဝေးရှိပါတယ်ပြီးရင်ဂျာတာဘရိတ်နေမှာကျွန်တော်တို့ GDP ထွက်ဖို့ရှိတယ် initial dollar gain ထွက်ဖို့ရှိတယ်ကျွန်တော်အလုံးလက်မဲ့စတန်ဒုံသာထွက်ဖို့ရှိတယ်ပေါ့နော်ကျွန်တော်ဗမာစံတော်ချိန်ဂျာတာဘရိတ်နေည9နာရီမှာအဲဘော်ဒါပူးနေကအမေရိကန်ဘိုဘန်အစည်းအဝေးကတော့ကျွန်တော်တို့ညကျွန်တော်တို့7နှစ်ခွဲပေါ့ပြီးရင် တောက်ကြနေမှာ Go PCE Price Index ဆိုတဲ့ဟာကြီး Chicago PMI ဆိုတဲ့ဒါထွက်ပေါ်ရှိတယ်။အဲ့အဖက်ကတရင်းတွေကိုခြုံငုံပြောမယ်ဆိုရင်ဒီနေ့ညပြောမယ်အမေရိကန်ပုံပန်ဥက္ကဋ္ဌပိုးဝဲရဲ့ main goal နဲ့ပိုတော့ဒီညအမေရိကန်ပုံပန်အစည်းအဝေးနဲ့ကြတာပရင်းည GDP တွေကနောက်တစ်ပတ်တော့စောင့်ကြည့်ရမယ် data တွေဖြစ်ပါတယ်။အမ GDP ဆိုတော့တော်တော်ကျနေတဲ့အနေအထားမျိုးတွေ့ရတယ်။ GDP ကျနေတဲ့အနေအထားမှာကျွန်တော်တို့ကနောက်ပိုင်း GDP ဆိုရင်တော်တော်ကျမယ်လို့မှန်းထားတာတွေ့ရပြီနော်ဒီမှာ 2.4%အနေပြကျွန်တော်လာမယ့်ပတ်သက်ထွက်မဲ့ GDP ဆိုတော့0-0.3မိုင်းနဲ့တောင်ပြထားတဲ့အနေအထားမျိုးကိုမှန်းထားတာကိုတွေ့ရအဲ့ဒါဖက်ကမှာအရလက်ဝင်းကျင်တာထွက်လာခဲ့မယ်ဆိုရင်တပတ်ကဘာပြဿနာဖြစ်လာနိုင်လဲလို့မေးမယ်ဆိုရင်လာမယ့်လပေါ့နော်ကျွန်တော်တို့ဇွန်လဘန်တိုးလုံးဆုံးမကြပါအမေရိကန်ဘိုးဘန်နေနဲ့ဘန်တိုးရှော့မှရမယ့်အနေအထားမျိုးဖြစ်လာပါလိမ့်မယ်ဘန်တိုးရှော့မယ်ဆိုတော့ရှင်းပါကဘာရွှေအတက်ဈေးတန်းစီကိုပြန်ပြီးတော့ဆန်မြန်းပါလိမ့်မယ် ကျွန်တော်တို့အရင်တုန်းကတောက်လျှောက်တက်ခဲ့တယ်လို့မျိုးကျွန်တော်အသက်တွေပြန်မြင်ရပါလိမ့်ဒါတခုရှိရပါဘောနော်ပိုးဝဲကခေါင်းမှပြီးတော့မလျှော့ဘူးဒါပိုးဝဲပိုးဝဲတဘောတော့ trend နဲ့အတိုက်ခံလုပ်ပြီးမလျှော့ဘူးဆိုရင်တော့ဘာတွေဖြစ်လာမလဲပေါ့နော်ကျွန်တော်တို့အမှအမေရိကန်စီးပွားရေးပေါ့ဘယ်လိုတယောက်မှုတွေဖြစ်လာမလဲတပတ်ကဘာပြဿနာထပ်ဖြစ်လာမလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမှာပေါ့နော်အဲ့ဘက်ကဒီနေ့ညပိုးဝဲမင်ကွန်ပြောတာတွေသတိထားပါမနေ့ပြန်မနေ့မှအစောကြီးမှာကျွန်တော်တို့အကြောင်းဝယ်လောက်တာမျိုးတွေဖြစ်ဖြစ်နိုင်ရှောင်ကျင်စေချင်ပါနဲ့ဘာလို့လဲမိမ့်မဲ့ဆိုရင်ဈေးအသက်ကြာပြီး ျွန်တော်တို့နည်းနည်းလေးကြမ်းတမ်းနိုင်လို့ပါမနဲ့ဖြတ်မနဲ့ပေါ့နော်ပိုဝဲပြောရဲစကားပေါ့မူတည်ပြီးတော့ပေါ့နော်ပြီးတော့ကျွန်တော်တို့ဘောဒုံနေညကြာတာပရိနေညကိုသတိထားပါတောက်ကြနေညတော့တလတာဈေးပိမဲ့ညဖတ်ကြမလို့အညာဒီတာတွေကအရင်မပါပင်မဲ့သတိတော်ထားစေချင်ပါလေတော့ကြနေညတလတာဈေးပိမဲ့ချင်မှာဈေးဆွဲတင်ဆွဲချတွေကြုံရနိုင်ပါတယ်ဒေါ်လာအင်းသက်ကလည်းလက်ရှိ69အောက်ကိုဖောက်ဖို့ကြိုးစားနေပါတယ်တကယ်လို့ဒေါ်လာအင်းသက်တာ69အောက်ဆက်ဆင်းခဲ့တယ်ဆိုရင်တော့ ကဘာရွှေတည်င်းတည်င်းပိုင်းရအဝဲလူအားရဆက်အကောင်းပါလိမ့်မယ်ကျွန်တော်တို့မှန်ထားတဲ့3500နာကျွန်တော်တို့ပြန်သွားပါလိမ့်မယ်မဟုတ်ဘဲနဲ့ဒေါ်လာအင်တာတာ100ထက်ပြန်တက်ခဲ့မယ်ဆိုရင်တော့တည်င်းပိုင်းရပေါ့နော်ကျွန်တော်တို့ကဘာရွှေစီဈေးအတက်တန့်သွားနိုင်ပါလိမ့်ဟုတ်ကဲ့ဒါလေးရောကျွန်တော်အခုလာမယ့်တပတ်တာကဘာရွှေစီနေတာအတွက်ဤပညာပိုင်းနဲ့တည်င်းပိုင်းရ30ချက်လေးဖြစ်ပါတယ်အခုလို့30ချက်ဗီဒီယိုတွေကို အချင်းနဲ့တပင်းကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုဟို subscribe လုပ်ကြပါပြီးတော့ကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်တဲ့နေတက်ရောက်လို့ရပါရဲ့အဲအားနဲ့ပတ်သက်ပြီးလဲကျွန်တော်ရဲ့အဲ messenger ကျွန်တော်ရဲ့ viber ကျွန်တော်ရဲ့ telegram ကျွန်တော်ရဲ့ youtube channel တွေကနေစုံစမ်းမြင်နိုင်ပါတယ်ခင်ဗျကဘာချွေ Twitter အားလုံးပဲလာမဲ့မေလနောက်ဆုံးအပတ်တပတ်တာမှာကဘာရွှေစီအတက်ကြကိုအထူးပြုဆက်အရောင်းဝယ်လုပ်ပြီးတော့ဒီမေလတလတာကိုအကျိုးမြတ်နဲ့ ပိတ်သိမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေပဲကျွန်တော်ရဲ့အခုလာမယ့်တပတ်တာကပ္ပရွှေစေကွက်သုံးချက်ဗီဒီယိုကိုဒီမှာပဲညီကုန်းချုပ်ပြရစေခင်ဗျ